မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလင်မာ LD ဆွေရယတနာပုံမြို့သိစီမံကိန်းကိုမြောင်းလိုင်းကပြန်ပြီးကောင်တန်ပေါ်နေပြီးသားဖြစ်သူအောင်ပြေစုံရဲ့စကိုင်းဝမ်ဆောင်လွယ်ကုမ္ပဏီကစေယုံလန်းအနေနဲ့ခြေကဆောင်နေဆောက်လုပ်ခွင့်ရရှိ။မန္တလေးတိုင်းပြည်ဦးလင်မြို့နယ်မှာ LD ဆွေရယတနာပုံမြို့သိစီမံကိန်းကိုမြောင်းလိုင်းကပြန်လည်ကောင်တန်ပေါ်နေပြီးမြောင်းလိုင်းသာဖြင့်ဒူအောင်ပြည်စုံပိုင်ဆိုင်တဲ့ Sky One ဆောက်လွယ်ကုမ္ပဏီကစေယုံလုပ်ငန်းအနေနဲ့အခြေခံစောက်ုံနေဆောက်လုပ်ခွင့်ရရှိကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ထံကနေသိရတယ်။ မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်3000ကျားနေရှိမြေကတတောင်မှာရတနာပုံမြို့တိစီမံကိန်းကို2016ခုနှစ်မှာ စတင်ကောင်းထွက်ဖုံးခဲ့ပြီး2020ခုနှစ်မှာဆက်လက်အကောင်းထွက်ဖုံးရန်ကြိုးပမ်းနေစဉ်ရဆိုင်ခဲ့ကြောင်း KLD ဆွေကအထက်မြန်မာပြည်ဆိုင်ရာနယ်ဤပညာဖွံ့ဖြိုးရေးဗဟုပြုအပန်းဖြေဝန်ဆောင်မှုမြို့တိဖန်တီရန်ရွယ်ချက်နဲ့အဆိုပါစီမံကိန်းကိုစတင်ခဲ့တော့လဲ2020ခုနှစ်မှာပြန်လည်ရဆိုင်ခဲ့ကြောင်း ယခုကအကြမ်းဖက်စစ်ကောင်စားမျိုးလိုင်းကယန္တနာဘုံမျိုးသစ်စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီးစောက်လေဝင်ကြီးဦးဆောင်တဲ့အဖွဲ့ဝင်ဆက်နဦးပါယန္တနာမျိုးသစ်စီမံကိန်းကြီးကြပ်မှုကော်မတီကိုယခုနှစ်ဩဂုတ်လ30ရက်နေ့ဖွဲ့စည်းခဲ့ကြောင်းရင်းစီမံကိန်းမှာစစ်တပ်နဲ့နီယက်ခရိုနီရဲ့လုံပိုင်권ရရှိမဲ့အပြင်လက်တလုံးမြောက်လဲတာအောင်ပြေဆောင်ကစေယုံလန်နဲ့အခြေခံစောင့်နေတိစား권ရရှိတာကြောင့်တည်ရတယ်။ရတနာဘုံမျိုးသစ်စီမံကိန်းကအလက်ဒီဆွာလက်ထက်ကယာယီရဲ့ဆိုင်သွားစီမံကိန်းမှာအရာကိုတော့အခုပြန်စားဖို့လုပ်နေပြီ။ရခင်စားရထားစီမံကိန်းကိုပဲပြန်လဲပြီးတော့နိုင်ငံတော်စီမံကိန်းဖြစ်နေပြန်လဲစတင်တော့ ပြည်ဦးလင်မျိုးကအထက်မြမာပြည်အစိမ်းရောင်နဲ့ဤပညာဖွံ့ဖြိုးရေးဗဟိုမျိုးကပန်းဖြေဝင်ဆောင်မှုမျိုးဖန်ဒီ PM ဖြစ်ပြီးရည်ရွယ်တဲ့ဆိုပါရနာဘုံမျိုးသိစီမံကိန်းကိုမျိုးပြစီမံချက်တွေလည်းရေးဆွဲပြီးစီကဲပြီးဖြစ်ကြောင်းသိရှိရပါတယ်။ရနာဘုံမျိုးသိစီမံကိန်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့ Agro Based Institutural Zone Reserve and Development Center တခုထူထောင်ရ Education and Health Service Tourism Center ပေါင်းပြီးဖြစ်ပြီးဆေးရုံတွေလည်းပေါင်းပြီးဖြစ်ကြောင်း Jacking က LED ဆွဲအလက်ထက်ကစီမံကိန်း၃မိုက်ပေါင်းဝင်ပြီးစီမံကိန်းအဆင့်တင်မှာ A က2000ပေါင်းဝင်ကြောင်းစီမံကိန်းအပိုင်းနှစ်မှာ2939ကပေါင်းပြီးစီမံကိန်းပိုင်း၃မှာ4444 A ကပေါင်းဝင်ကစက်မှုဇုံနဲ့အဆင့်မြင့်လူနေအိမ်ရတန်ဖိုးမြတာအိမ်ရကောက်ကွင်းစိုက်ပျိုးရေးဇုံနဲ့ agro park area ရေပါမီဖြစ်ကြောင်းသိရတယ်။ရတနာဘုံမြို့သိစီမံကိန်းက2016ခုနှစ်မှာစတင်ကောင်းထွဲဖွင့်ခဲ့တော့လဲမှောင်မြင်လာကြောင်2000ပြည့်နှစ်ကာလအတွင်းရဆိုင်သွားစီမံကိန်းတစ်ခုဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ်မှာခမ986တက်ကထွက်ပြေးလာစစ်မှုရန်တပ်သားအစ်တုံးကိုရေဘလူတပ်ဖွဲ့ကဖမ်းဆီးရရှင်။မွန်ပြည်နယ်ရေမြို့နယ်မှာခမ986တက်ကနေထွက်ပြေးလာစစ်မှုရန်တပ်သားအစ်တုံးကိုရေဘလူတပ်ဖွဲ့ကဖမ်းဆီးရရှိကြောင်းရေဘလူကပြောပါတယ်။ နွေမ30ရင်းနေမွန်ပြည်နယ်ရေမြွနယ်အခြေဆိုင်ခမာယာ986ဒိုင်ကနေစစ်မှုရန်တပ်သားတ3ကရေဘလူးတန်ရဲ့ရှေ့တန်းစစ်မျက်နှာပြင်နေရာကိုတိန်ဆောင်ထွက်ပြေးလာကြကြောင်းထို့ကြောင့်စစ်မှုရန်တပ်သားတ3ကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါတယ်။သူတို့မှာလက်နက်တွေဘာတွေမပါဘူးလို့ပဲပြေးလာတပ်ကနေထွက်ပြေးလာတဲ့ကျွန်တော်ရေဘလူးစစ်မျက်နှာပွင့်တိုင်းနေရာကိုအကူအညီတောင်းခံတယ်။ ။အခုညတောင်းခံလိုက်အတွက်ဖန်စီထိန်သိမ်းတိုက်လာလို့ရေဘလူးတစ်ဖွဲ့ကောင်းဆောင်ရေဘလူးကရှင်ပြရတယ်။ခါမ986တိုင်ကထွက်ပြေးလိုက်စစ်မှုထမ်းတပ်သားတစ်သုံးမှာစစ်မှုထမ်းပတ်စင်စနစ်ကနေအသက်24နှစ်ရဲ့စစ်မှုထမ်းတပ်သားအောင်တန်း29နှစ်ရဲ့တပ်သားတင်ရနိုင်ဝင်း23နှစ်ရဲ့တပ်သားတစ်ချစ်ထွန်းတို့ဖြစ်ကြောင်းသိရတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်မှာလူငယ်တွေကိုစစ်မှုထမ်းဖြစ်ပေါ်တော်ဆက်ဖန်စီပြီးစစ်မှုထမ်းခိုင်းနေရယခုအခါစစ်မှုထမ်းပတ်စင်၂၀တို့ရောက်ရှိလာပြီဖြစ်တဲ့ ဆလဘီချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းတုံးကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်ကအရာရှိနဲ့စစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတဖွဲ့ဝင်9ဦးကြာဆုံးခဲ့ချင်းပြည်နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတုံးကြောင့်ခုခံတိုက်ခိုက်ရာစစ်တပ်ဘက်ကဗိုလ်မူလာမျိုးတို့အပါအဝင်ဗိုလ်ကြီးစစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းစစ်တပ် Civil Defense Military စစ်တပ်ဆင်ကယမနီနိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်တယ်ယခုနှစ်မေလကနေဩဂုတ်လအတွင်းမှာဇကိုင်းနိုင်ကလေးမျိုးကနေစစ်ကြောင်းထုတ်လာအင်အား၈၀၀ကျော်ပါ စစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်ဒေသတင်မဟာမိတ်အင်အားစုတွေကခိုင်ကန်းစစ်ကြောင်းတမကအပြင်းထန်ကုကံကကွယ်ပြီးလက်နက်ခဲရန်တချို့ကိုတင်စီရရှိခဲ့ကြောင်းထို့သူကုကံတိုက်ခိုက်မှုတွေတွင်တော်လန်ရဲဘော်စနေဦးစာဆောင်ကတချို့တင်ရခဲ့ကြောင်းသိရတယ်။ထို့တော်လည်းစစ်တပ်စစ်ကြောင်းအပြစ်သက်ဆုတ်ခွာသွားခြင်းမရှိဘဲချင်းပြည်နယ်ဝင်း မားမိုင်ခန့်တနေရာမှာတက်စကန်ထိုင်ချာကအင်အားဖြည့်တင်းလျက်ရှိနေခဲ့ကြောင်းသိရတယ်။စစ်တပ်ကအော်တိုဘာလကုန်ပိုင်းကစပြီးတိတိမျိုးပေါ်ကိုလေကြောင်းနဲ့စစ်သားအင်အားတွေချိန်ချိန်ပြဲလဲဖြစ်တင်းကနိုဝင်ဘာလ3ပိုင်းမှာချင်းပြည်နယ်ဝင်ခိုင်ကမ်းဘက်ကနေတိုင်းငင်ဘက်ကို UTV စစ်ကြောင်းတို့ကြောင့်စတင်ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်ရန်နိုင်ငယ်တွင်တိတိမျိုးကနေတိုင်းငင်ဘက်ကိုနောက်ထပ်စစ်ကြောင်းတို့ကြောင့်နဲ့ကလေးတောင်ပိုင်းကနေဝေဘူးလာဖလန်းမျိုးဘက်ကို UTV စစ်ကြောင်းတို့ကြောင့်ထပ်မံထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။အကြပ်စစ်တကချင်းပြည်ဝင်နေရာဆောင်ကနေထိုးလာအောင်ချင်းပြည်တပ်ပေါင်းစုနေတဲ့စုဖွဲ့ပြီးကုကန်တော်လန်ခန့်ကန်ရှိခဲ့ကြတဲ့ ။ထို့ကြောင့်ကိုနေရကိုဖွဲ့စည်းတည်တည်နဲ့သာခုခံတော်လန်ကြအင်အားမမြတ်တာကြောင့်တဖြည်းဖြည်းပြည်သူ့ဘက်တော်သားတွေအထိန်ချုပ်နေရပြန်လဲလက်လွတ်ခဲ့ကြအောင်တည်ပေးပါတယ်။ရင်တိုက်ပွဲများတွင်တိုင်းငယ်ဘက်ကို UTV ထိုးစစ်ဆင်လိုက်စစ်တဲစစ်ကြောင်းမှဗိုလ်မှူးလာမျိုးတို့ပါဝင်စစ်ဗိုလ်များပြားကိုခုခံချိန်မုန်းနိုင်ခဲ့ပြီးချင်းပြီးချင်းလက်အရာစုဘက်ကနေရဲဘော်ခွန်တို့မြင့်မြတ်စွာအသက်ပေးဆက်ရကောင်းပေးဆက်ခဲ့။ရခုချိန်ဒီတိုင်းကြပ်ဖက်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်ဆဲဖြစ်ပြီးခီးစုံတိုင်းဆက်လက်တိုက်ပွဲဝင်သွားပြီဖြစ်ကြောင်း ယခုနှစ်အတွင်းဂျပန်စစ်တပ်ရဲ့ထိုးစစ်တိုက်ပွဲတွေကိုချင်းပြတော်လင်အားစုများအနေဖြင့်အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ကြောင်း CDF Glevin Defense Military CDF စီရင်ကအသိပေးပါရယ်။ဆက်လက်ပြီးမြောက်ရီမှာ KNU ကစစ်ဆေးမှုရေလုံနေတဲ့မင်းလက်ပံကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရှမနီညပိုင်းထိုင်းဘက်ကိုလက်နက်ကြီးကြီးထပ်မံကြောက်ပြီးထိုင်းစစ်တပ်ကမိကြီးပြစ်ဖောက်သတိပေး မြောက်ရီမြို့နယ်တွင် KNU ကစစ်ဆေးမှုရဲ့လုံနေမင်းလက်ပံကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကပြင်းထန်ထိုးစစ်ဆင်နေရရမနီညနေပိုင်းတိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းကရင်စစ်သည်တွင်ကပြောတဲ့နိုဝင်ဘာလ30ရက်နေ့မြောက်ရီမြို့နယ်မင်းလက်ပံနေကိုစစ်တပ်ကအလုံးရင်နဲ့စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုကကေဘတ်တွင်ကနေစစ်တပ်ကလကောင်းမြောက်ရီမြို့ဆောင်တပ်295ကလကောင်းလက်နက်ကြီးနဲ့ပြစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေမှာယနေ့မနက်ပိုင်းထိုင်းနိုင်ငံကိုကြောက်ခဲ့ပြီးမြန်မာရွှေ့ပြောင်းလို့တမားနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း နိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာလည်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကထိုင်းနယ်ကိုထပ်မံကြောင်းသူဖြစ်ထိုင်းစစ်တပ်ကအသိပေးမိကြီးတွေမြန်မာဘက်ကိုဖောက်ခွဲပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ညဖက်တိုက်ပွဲတွေကြမှာကြားဖြန့်တုပ်တွေနဲ့ကြားဖြန့်ရုံမှာအလုံသမားတွေမှာပိတ်မိနေဆက်ဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်းအမြေကံပေးမှာတောင်းတင်နေဆက်ဖြစ်ကြောင်းထိုင်းစစ်တပ်ကလည်းတောင်းအမြေကံပေးမှာတောင်းတင်နဲ့ကြားဖြန့်တုပ်တွေကိုလက်မခံသေးပဲဆက်လက်ဆောင်ကြည့်နေကြကြောင်းသိရတယ်။ထိုင်းဘက်ချန်ကိုလက်နက်ကြီးကြီးဇက်တိုက်ကြောင်းနေတဲ့ဖြစ်ထိုင်းစစ်တပ်ကမြန်မာဘက်ကနေထိုင်းဘက်ကိုကန့်ကူးခွင့်တွေပိတ်ပင်ထားကြောင်းသိရတယ်။မင်းညာကထိုင်းဘက်ကိုလက်နက်ကြီးကြီးထတ်ကြလို့ထိုင်းဘက်ကမိကြီးရဲ့မြန်မာဘက်ကိုပြစ်ပြီးကြီးမကျော်ဖို့အချက်ပြတယ်။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကန့်ကူးတဲ့နေရာခွန် ခုနှစ်ရက်ပိတ်တယ်ဒိုင်းဘက်ကျမ်းမာပြည်သူတွေကိုလည်းကြီးလွတ်မဲ့နေရာတွေရွှေ့ပေးနေတယ်အခုကမင်းလက်ပံပံမှာစစ်တောင်းထုတ်လာလို့မော်လီတရာပိတ်ထားတယ်ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်ကူပိတ်တယ်ကြောက်ခတ်ကန်ကူပိတ်တယ်မင်းလက်ပံပိတ်တယ်အလုံးပိတ်ထားတဲ့ထိုင်းဘက်နဲ့ DKB ကပိတ်ထားလို့ကင်းစေးသတင်းမြစ်ကပြောတယ်ညရီမြို့နယ်မင်းလက်ပံကျေးရွာနီမှာရှိတဲ့အကြံဉာဏ်တွေကို KNU ကနိုဝင်ဘာ20ရက်နေ့သိမ်းပိုက်ခဲ့ပြီးဆိုပါနေရာရှိအကြံအလုံးယုံတဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးလှုပ်ဆောင်နေခြင်းစစ်တပ်ကထိုးစစ်တေအရှိန်အဟုန်မြင့်နေခဲ့ခြင်းပဲဖြစ်ပါတယ်။ ဆရာမီမိုးကုံမျိုးကနေမုံမိတ်မျိုးပတ်ကိုချီတက်လာတဲ့စတဲ့စစ်ကြောင်းကို KIP ရဲ့ပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်မှု KIP ပြောခွင့်ရပုံမှုစင်တော်ဘူးတေးပြုတ်မန်လေးတိုင်းမိုးကုံမျိုးကနေမုံမိတ်မျိုးပတ်ကိုချီတက်လာတဲ့စတဲ့စစ်ကြောင်း KIP ရဲ့ပေါင်တော်လိုင်းပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းသတင်းမြစ်ကပြောဆိုပြီးဆိုပါသတင်းမှအမှန်ကန်ကြောင်း KIP ကံအောင်ပြောရေးဆောင်ခွင့်ရှိသူပုံမှုစင်တော်ဘူးကတေးပြုတ်တယ် ။နိုဝင်ဘာလ30ရက်နေ့ည8:00နာရီချိန်မိုးကုတ်မြို့ဘက်ကနေမိုးဝင်းမြို့ကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KI KPD အပောင်းတော်လိုင်းတပ်တွေကြောင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းဆိုပါတိုက်ပွဲသိစိတ်အခြေအနေကိုမေးမြန်းနေဆဲဖြစ်ကြောင်း KI KI ပြောဆိုခွင့်ရှိသူပုံမူကြီးတော်ဘုကရှင်ပြရတယ်။ဘုံမူကြီးတော်ဘုကနိုဝင်ဘာလ3ပိုင်းစက်တွေမြင်းမြန်ချမ DNL စောက်ခွာမဲမိုးမင်းမျိုးကနေ ABSDN နဲ့ PDF တို့ကို KI ကစေအကူအညီဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ မုံမိတ်မြင့်နယ်မှာ KI တပ်ရင်းနဲ့ရှင်ပြီး ACRD ရဲ့ PDO တို့နဲ့အတူပူတဲ့ရှိနေကြောင်းတပ်ပေါင်းစုဖြင့်အတူတူနေထိုင်ပြီးချေချတာကြောင်း KI နေဖြင့်တရားနယ်လေးဆောက်ခွာမဲ့မုံမိတ်မြင့်နယ်ပတ်သက်ပြီးစီးရရဆောင်ရွက်မရှိတော့လဲ ABSD ရဲ့နဲ့ PDF တို့ရဲ့ဈေးလှူရှာမွေးလှူဆောင်လာရင် KI ကကုညီတော်ပြီဖြစ်ကြဖို့မူကြီးတော်ဘုကပြောဆိုတယ်မုံမိတ်မြွနယ်ထဲမှာကျွန်တော် KI တပ်ရင်34ရှိတယ်။ KI PDF တပ်ပေါင်းစုအတူတူနေတဲ့ခြေချထားတဲ့မုံမိတ်မြွနယ်ပတ်သက်လို့တီးတန့် KI ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSD နဲ့ PDF တွေကိုတော့ KI ကူညီနေမှာမျိုးရှိပါတယ်။ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကလည်းမိုးမိတ်ခရိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေအရမြို့တွင်ပင်ခက်ခဲတဲ့ကြောင့်တွင်းစေကမှုပြည်သူနဲ့တသားရဲရှိနေပြီဖြစ်ကြောင်းထို့ပြင်စစ်ကော်မရှင်လက်အောက်ကိုမကြစေရန်နဲ့တော်လိုင်းအောင်မြင်မှုပန်းတိုင်စီကိုအမြဲဆုံးရရှိစေရန်တော်လိုင်းညီနောင်မဟာမိတ်တွင်နဲ့အတူပူးပေါင်းပြီးအောင်မြင်မှုရရည်တည်ဆက်လက်ချီတောင်းမိဖြစ်ကြောင်းကတိသေစာပြုပါတယ်။ DNL ကအောက်တိုဘာ20ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စင်ဆက်မှုနဲ့စစ်တပ်နဲ့ပြစ်ခတ်ရဆဲလိုက်ပြီးမုံကုန်းနဲ့မုံမိတ်မျိုးတွေကနေပြန်လည်ဆုတ်ခွာပြီးဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ထုတ်ပြန်ကျေးဇူးတင်ရှိပါတယ်ရှင်။